ဝမ်ဂျန်မီယန်ရှင်မှာတရုတ်ဖိုက်တာမကိုဒိုင်အမတ်နဲ့နိုင်ဝဲရယူရင်စတန်စီကကပတ်လူဖို့ခြေတလန်းနီးလာတဲ့ဘရော်နီကောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကယန်းတိုင်းရင်းသူမြမကုံဆောင်လက်ဝိသမားလေးဘရော်နီကာဟာဝမ်ဂျန်မီယန်ရှင်ရဲ့အမြင့်ဆုံးပန်းတိုင်ဖြစ်တဲ့ချန်ပီယံကပတ်စီကိုခြေတလန်းခြင်းခြေတလန်းခြင်းတဖြည်းဖြည်းနဲ့နှိမ့်ကလာပါပြီ။ အရင်က Friday Fight တွေမှာ Thai Fighter တွေကိုလဲထိုးပြီးတော့ bonus တွေယူပြခဲ့တဲ့ Bronica ကအခုဆိုရင်တော့ One ရဲ့ main card ပွဲစဉ်တစ်ပွဲကိုတက်လှမ်းလာခဲ့ပြီးတော့သူ့ရဲ့အရင်ချင်းအဆင်မန်ကိုတတ်သိပြလိုက်ပြန်ပါပြီ။ Bronica ရဲ့နောက်ဆုံးရင်ဆိုင်ခဲ့ရတဲ့ပွဲစဉ်ကတော့တရုတ်နိုင်ငံကမွေထိုင်းကစားသမားလီဖြစ်ပါတယ်။ဒီပွဲက Bronica အတွက်အဆန်းတက်မှုတစ်ခုပါ။အရင်ပွဲတွေတုန်းကလို့သူ့ရဲ့အဖော်အဝါတတ်တဲ့အလဲထိုးလို့ရမယ့်ပြိုင်ဘက်မဟုတ်ဘဲနဲ့ ။လင်းဟာနီးစနစ်ပိုင်ကောင်းပြီးလင်းမြန်တဲ့ကစားသမားတစ်ယောက်ပါ။ဒါပေမဲ့ပွဲစားလိုက်တာနဲ့တွေ့လဲရတာကတော့သုံးချီလုံးလုံးမှာဗရိုနီကာကလီကိုအဆက်ဆက်ရရအသာစီးကနေကစားပြသွားပါရဲ့။ပထမချီကစားပြီးတော့ဗရိုနီကာရဲ့တီးကြတဲ့အလက်သေးသွေးလုံးတွေခြေခံချက်တွေကပြိုင်ဘက်ကိုအထိနာစေခဲ့ပါရဲ့။ဒုတိယချီနဲ့တတိယချီတွေမှာဆိုရင်လီကကစားွက်ပြောင်းဖို့ကြိုးစားပေမဲ့ဗရိုနီကာကအမားမခံပဲပူပြီးတော့တီတီကြကြထိုးနှက်ပြသွားနိုင်ခဲ့ပါရဲ့။ တိုက်ကွက်ကာကွယ်ကွက်တက်လုံ fight and q အားလုံးမှာဘရိုနီကာကအပြတ်အသတ်တာလွန်နေခဲ့ရပါဒါကြောင့်ပွဲပြီးမှာဒိုင်သုံးဦးမှာနှစ်ယောက်လုံးကဘရိုနီကာကိုပဲအနိုင်ပေးခဲ့ရပါတဟာဘရိုနီကာတယောက်အလဲထိုးသမားသက်သက်မဟုတ်ပဲသုံးချီပြေကစားရတဲ့နီးစနစ်ပိုင်းပြိုင်ပွဲတွေမှာအမှတ်နဲ့အနိုင်ယူနိုင်တဲ့ကစားသမားကောင်းတယောက်ဖြစ်ကြောင်းသက်သေပြလိုက်တာပါ ဒီနိုင်ပွဲကြောင့်မေဗရိုနီကာဟာဝမ်ချန်ပီယံရှစ်ရဲ့အမျိုးသမီးမွေထိုင်းအတန်းမှာအဆင့်သမတ်ချက်ဝင်ဖို့အရန်နီးစပ်နေပါတယ်။အခုဆိုရင်တော့မြန်မာပြည်သက်တွေအားလုံးရဲ့ရင်ထဲမှာတောင်းတနေတဲ့အိမ်မက်ပွဲစဉ်တစ်ခုရှိလာပါပြီ။အဲ့ဒါကတော့ဝမ်ချန်ပီယံရှစ်ရဲ့အမျိုးသမီးမွေထိုင်းချန်ပီယံစတန်ဖက်ဒက်စ်နဲ့ကျမတို့ရဲ့ဗရိုနီကာရဲ့ပွဲပါ။ မြန်မာပြည်သက်တွေကဒီပွဲကိုအယမ်းမြင်ကျင်းနေကြပါပြီ။ Stanfordan ဆိုတာက1ရဲ့ Superstar ငွေထိုင်းရုံး Kip Bowsey မှာပါ Champion ဖြစ်ခဲ့ပြီးတော့အခု MMA မှာပါ Champion ဖြစ်နေတဲ့ကမ္ဘာအဆင့်ကစားသမားပါ။ သူ့ကိုရှင်ထုတ်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ဒါပေမဲ့ကျမတို့ Bronica စီမှာမာကြောတဲ့ဇွဲပြင်းထန်တဲ့မြမလက်သီးပါဝါနဲ့အခုလိုတိုးတက်လာတဲ့နေစနစ်တွေရှိနေပါပြီ။ Bronica ဟာရှေ့ဆက်ရမယ့်ဘွဲတွေမှာအနိုင်ရနေဖို့လိုအပ်ပါသေးတယ်။အခုတရုတ်ကစားသမားကိုနိုင်လိုက်ပြီးနောက်ထပ် Ranky တွေကကစားသမားကောင်းတယောက်နှစ်ယောက်လောက်ကိုထပ်ပြီးတော့နိုင်ပြလာရင် Champions Stand နဲ့ကပတ်လူပွဲကကျမတို့ရဲ့လက်တကမ်းမှာဖြစ်လာမှာပါ။မြမကုံကိုဆောင်နေတဲ့ Bronica တယောက်အောင်လာအစံပြည့်ရဲ့နောက်မြမနိုင်ငံအတွက် က်ဒုတိယမြောက်ဝမ်းချန်ပီယံရှစ်ကပတ်ကိုယူဆောင်လာနိုင်မလားဆိုတာကတော့ရင်းတမမနဲ့စောင့်ကြည့်ရမှာပါ။ပရင်သက်ကြီးတို့ရောဘရိုနီကာရဲ့နောက်ဆုံးပွဲကစွမ်းဆောင်ရည်ကိုဘလောက်ထိသဘောကျမိလဲ။တကယ်လို့စတန်နဲ့တွေ့ရင်ရောကျမတို့ရဲ့ဘရိုနီကာအနားယူနိုင်မယ်လို့ထင်ကြလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေရှင်။